ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါကြာရင်းဆုံးအနေနဲ့သိချင်တာကတော့အခုရုရှားဖက်ဒရေးရှင်းနိုင်ငံကိုတွားရောက်ခဲ့တဲ့ချစ်ချီရေးခီးစဉ်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးခန္ဓာပိုင်းနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ထားရှိခဲ့မှုအခြေအနေတွေကိုရင်းဆုံးအနေနဲ့ပြောပြပေးစီလိုပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီရုရှားဖက်ဒရေးရှင်းနိုင်ငံဒီမော်စကိုမြို့မှာပေါ့နော်အဲပြီးခဲ့တဲ့ဒီ၄ရက်နေ့က အဲဒီ match လေးရက်နေတုန်းကကျွန်တော်တို့ Russia မြန်မာ business forum တခုကိုကျွန်တော်အချင်းမပြုလုပ်ခဲ့ပါတယ်အဲဒီ forum မှာကျွန်တော်တို့စုစုပေါင်းဒီစီးပွားရေးအဖွဲ့အစည်းတွေကိုကိုစားပြုတဲ့လူတွေရောနောက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေရောစုစုပေါင်းကျွန်တော်တို့ဒီ900ကျော် ဟိုတက်ရောက်ခဲ့ကြပါတယ်အဲ့ဒီဒီပွဲမှာတော့အဓိကတော့ကျွန်တော်တို့ဒီရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေကြားထဲမှာပေါ့နော်အဲကုန်သွယ်မှုပိုင်းဆိုင်ရာနောက်ပြီးတော့ကျွန်တော်တို့ဒါရင်းနှီးမှုပိုင်းဆိုင်ရာတွေကိုဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဘယ်လိုတိုးမြှင့်ပြီးတော့ဆောင်ရွက်နိုင်မလဲဆိုတာကိုကျွန်တော်တို့အပြန်အလှန်ကျွန်တော်ဆွေးနွေးခဲ့ပါတယ် ဟုတ်ကဲ့ပါဆရာထပ်ပြီးသိချင်တာကတော့ Belarus သမ္မတနိုင်ငံမှာဆိုရင်လေ Business Forum နေ့ကျင်းပပြုလုပ်ခဲ့ပါတယ်ဒီ Business Forum ကျင်းပခဲ့မှုအခြေအနေတွေနဲ့စီးပွားရေးကဏ္ဍပိုင်းဆိုင်ရာဘာတွေဆောင်ရွက်ခဲ့လဲဆိုတာကိုလည်းသိပြရစီဟုတ်ကဲ့အဲ Belarus သမ္မတနိုင်ငံ Minsk မြို့မှာလေကျွန်တော်တို့ဒါပြီးခဲ့တဲ့ဒီ March လ6ရက်နေ့ ਆ ပေါ့နော် အဲအဲ့မှာလည်းကျွန်တော်က Belarus မြန်မာ business forum ကိုကျွန်တော်ကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပွဲမှာလည်းကျွန်တော် Belarus နိုင်ငံဘက်ကနေပြီးတော့ CIA ဖွဲ့စည်းတွေကိုကိုစားပြုတဲ့သူတွေရောနောက် CIA လုပ်ငန်းရှင်တွေရောကျွန်တော်စုစုပေါင်းကျွန်တော်150ဝန်းကျင်လောက်တက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီပွဲမှာလည်းအလားတူပါပဲ ဘီရာရုစ်နိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာကျွန်တော်ဒါစီးပွားရေးလုပ်ငန်းတွေဘယ်လိုကူးပေါင်းဆောင်ရွက်လို့ရနိုင်မလဲ။နောက်ကုန်သွယ်မှုတွေကိုဘယ်ဟာတွေကကုန်သွယ်မှုပြုလုပ်နိုင်မလဲ။ဘယ်ဘိုင်းတွေကိုတော့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်တို့ဒါလုပ်နိုင်မလဲဆိုတဲ့အပိုင်းကိုကျွန်တော်အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။အလားတူပဲအဲကျွန်တော်တို့ဒီဘီရာရုစ်ဘက်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ကြားမှာဒီဟိုပါပေါ့နော်အဲလုပ်ငန်းဥပပေါင်းဆောင်ရွက်မှုတွေကိုလုပ်နိုင်မှုအတွက်ကုန်သွယ်မှုနဲ့ကျွန်တော်တို့တချို့ ီရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကို MOU တွေလည်းရည်ထိုးနိုင်ခဲ့တာရှိပါတယ်။ဟုတ်ကဲ့ပါဆရာရှေ့အလားအလာအနေနဲ့ဆိုရင်ဩဆရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေအထူးသဖြင့်တော့စီးပွားရေးကဏ္ဍပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအလားအလာတွေကဘယ်လိုတွေရှိလာမလဲဆိုတာကိုလည်းပြောပြပေးစီလိုပါတယ်။အဓိကတော့ကျွန်တော်တို့ဒီရုရှားနဲ့ရောဘီလာရုစ်နဲ့ရောအဓိကဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့နိုင်ငံမှာအဓိက ီပင်မစီဝါရေးကဏ္ဍကကျွန်တော်တို့၄ရက်ချီတယ်ပေါ့နော်အဲကျွန်တော်စိုက်ပျိုးရေးမွေးမြူရေးနောက်ကွန်ထရိုးလုပ်ငန်းနောက်ကျွန်တော်တို့ဒီတတ်တတူနဲ့တဘာဝတရံစရာကဏ္ဍရှိမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဝန်ဆောင်မှုကဏ္ဍပေါ့နော်ဒီ၄ရက်ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီ၄ရက်နဲ့မှာအဓိက ကဏ္ဍတွေဖြစ်တဲ့ဒီစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေနောက်ကျွန်တော်တို့ဒီကုန်ထုတ်လုပ်ငန်းမှာဟိုပူးပေါင်းအောင်မြဲကျွန်တော်မြန်မာနိုင်ငံဘက်ကနေပြီးတော့ကျွန်တော်တို့ဒါပူးပေါင်းဆောင်ရွက်နိုင်မဲ့အလားအလာတွေနောက်မြန်မာနိုင်ငံမှာဒီကဏ္ဍတွေမှာရှိတဲ့အခွင့်အလမ်းတွေကိုကျွန်တော်တို့ကဒါ ဟိုရှင်းလင်းကျွန်တော်တို့ကဆွေးနွေးပြခဲ့တာရှိပါတယ်ဟိုသူတို့ဘက်ဒီကနေအဲ့ဒီဒီကဏ္ဍတွေမှာ ကျွန်တော်တို့ကဟိုစိတ်ဝင်စားမှုတွေအများကြီးရှိပါတယ်ပထမအဆင့်မှာတော့ဒါကုံတယ်မှုအပြန်လန်ကုံတယ်မှုကိုကျွန်တော်တို့ကစတင်มาဖြစ်ပြီးတော့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဒါအပြန်လန်ရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်တို့တိုးမြင့်ဆောင်ရွက်သွားမယ်လို့အဲ့ဒီလိုမျိုးကျွန်တော်တို့အလားအလာတွေကိုတွေးရှိရပါတယ်ဟုတ်ကဲ့ပါဆရာအချိန်ပေးပြီးဖြေကြားပေးခဲ့လို့လည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။